စစ်သားများသည်ငရဲကြတတ်သလားတဲ့။စာရဲသူတို့ဆိုထားတာတော့ရဲတော်မသေးသေးတော့ငရဲမလားလို့ပြောတာ။ရဲတော်မသေးသေးတော့ငရဲမလားလို့ပြောတာ။ငရဲချဖို့ဆိုတာတော့သူကဒါတော့လူတယောက်မှာသူ့ရဲ့စိတ်နေသဘောထားပေါ်မှာပဲမူတည်ပြီးဆုံးဖြတ်လို့ရတယ်။မြတ်စွာဘုရားကဟောတာ ပါဏတိပါဒအမှုသည်ငရဲနဲ့ဖြစ်စေနိုင်သည်လို့သာဟောတာငရဲကြအမယ်လို့ဘယ်တော့မှဖះတိတိကြီးမဟုတ်ဘာကြောင့်မဟုတ်တာတော့ဆိုအခြား condition တွေရှိတယ်အခြား condition တွေရှိတယ်ကဲလူလောကမှာပဲကြည့်ဒီပြစ်မှုတစ်ခုကျူးလွန်ရင်ထောင်ကြတယ်ဆိုပြီးတော့ဒီပတ်စံချမ်းသာလို့တဲ့လူကြီးနဲ့တိလို့ပတ်စံပေးလိုက်လို့လွတ်သွားတဲ့လူတွေမရှိဘူးလားလူကြီးနဲ့တိလို့ဆိုလွတ်သွားတာမရှိဘူးလား အဲ့ဒါဆိုရင်ဒီပြစ်မှုကျူးလွန်ရင်ဒီလိုခံရမယ်ဆိုတဲ့အကြာမှားလားမှန်လားအဲ့တော့ပါဏာတိပါဒလို့ရင်ငရဲကြတယ်လို့မြတ်စွာဘုရားတိုက်ရိုက်ကြည့်ပြတော့မဟုတ်ငရဲ၌ဖြစ်စေနိုင်သည်ဖြစ်စေနိုင်တယ်ဒီအကုသိုလ်ကငရဲကို ဖြစ်စေနိုင်ဒါပေမဲ့ဖြစ်ရမယ်လို့မဟုတ်ဘူးနော်သူ့မှာ condition တွေရှိတယ် condition တွေရှိတယ်အလူကြီးနဲ့သိရင်တော့မကြဘူးငရဲ မြတ်စွာဘုရားဟောထားတဲ့ဟာတခုပြောပြမယ်ဘုကံတရားနဲ့ပတ်သက်ပြီးတော့တသမတ်ထဲမှာယူလို့မရဘူးဒီလိုစားကလေးတစ်ခဲဆိုတော့နော်စားကလေးတစ်ခဲကိုရေတဝက်လောက်ထည့်ထားတယ်ဖန်ခွက်ထည့်ထည့်လိုက်ရင်ဘယ်နဲ့နေတောက်လို့ရပါ့မလဲငန်းတယ်လေအဲ့ဒီစားကဲကိုအိုးထဲထည့်လိုက်ငန်းအောင်မလားအဲ့တော့မငန်းတာဘာကြောင့်လို့ဆိုရင်ရေအမောက်နေတာနဲ့များတာกว่า အဲ့တော့အကုသူလှုပ်တဲ့လူကကောင်းတာတွေနဲလို့ရှင်တော့ခံရမယ်အကုသူတော့လှုပ်တယ်ဒါပေမဲ့သူကအကောင်းတွေကလည်းအများကြီးလှုပ်တယ်ဆိုရင်မခံရဘူးအဲ့ဒီလူကပျောက်သွားတယ်ဒါကသဘာဝတရားနော်သဘာဝပဲတကယ်လေလက်တွေ့တရားမြတ်စွာဘုရားကအဲ့ဒီလောနာကပန္နသုံးမှာအဲ့လိုဟောတာမြတ်စွာဘုရားကဒီဖျားနဲ့ခစ်ပြိုင်ဒီချင်းဖျားကဘယ်လိုဟောတော့ ယောကောစိပါဏမတိပါတိတိသဘောတော်နေရံဥပပစ္စတိသူများတဲ့တတ်တဲ့လူမှန်သမျှငရဲကြတယ်လို့ပြောတာမြတ်စွာဘုရားအဲ့ဒါကိုလက်မခံပါဏတိပါတော်နေရယတောင်းတနည်းကောပါဏတိပါတာသည်ငရဲ၌ဖြစ်စေနိုင်သည်လို့ပြောတာဖြစ်စေနိုင်သည်ဆိုတာဒီအကုသိုလ်ကတော့ငရဲကိုချုပ်ပေးတတ်တယ်ဒါပေမဲ့လို့ငရဲကြမယ်လို့မဟုတ်ဘူးသူ့ရဲ့ condition တွေကိုကြည့်အောင် condition ဆိုတာအခြေခံအကြောင်းတရားတွေအများကြီးရှိတယ် ခြေခံအကြောင်းတရားတွေကြောင့်လည်းမကြတာလည်းရှိတယ်နော်ပုံသေးကြီးမှတ်လို့မရဘူးလို့ဒီလိုပဲမှတ်ထားလိုက်ပါနော်အဲ့တော့ခုနစစ်သားတွေလည်းနှပ်ပြေရောက်တော့